ဝိရိယဘယ်အလုတ်လုတ်လုတ်တွန့်ဆုံမှုမရှိဘူးမအောင်မြင်အောင်မြင်အောင်လုပ်တယ်ပေါ့သူတို့ပြင်ကောင်းတဲ့အလုတ်တွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေကလွယ်လွယ်နဲ့လက်လျှော့သွားတတ်တယ်ပေါ့လွယ်တာကိုသာရွေးလုတ်ကြခက်ခဲတာဆိုမလုပ်ဘူးခက်ခက်ခဲခဲကိုကြိုးပမ်းအထုတ်ပြီးတော့ကြိုးစားအထုတ်တယ်ဆိုတာဒါဝိရိယတခါတည်းရန်ကြတော့လုံးဝဝိရိယဆိုတာ စိုက်ထုတ်မှု ပြုဖို့ရလူတွေကလက်လက်ရော့တတ်တယ်ပေါ့ဒီနေရာမှာဘုရားလောင်မာဇနကမင်းသားရဲ့စိတ်ထားကိုတတိထားဖို့လိုတယ်ပေါ့သင်္ဘောကြီးနစ်တဲ့အခါကျတော့သူနဲ့အတူတကွသင်္ဘောပေါ်ပါတဲ့သင်္ဘောသား900လောက်ကမျောလင်းချက်မရှိတော့ဘူးဆိုပြီး လုံလဝီရိယအကုန်ဆုံးလိုက်ကြအဲ့လိုလူမျိုးကလည်းအများကြီးရှိတယ် ေးသိမဲ့တူတူတော့အေးအေးပဲသိမဲ့ဆိုတဲ့လူတွေအများကြီးပဲမစွန့်လွတ်နိုင်တာမစွန့်စားဝတ်နိုင်မာစနကမင်းသားအဲ့လိုမတွေးဘူးလှုပ်တဲ့နာလှုပ်ရမယ်ဒုလဝိရိယဆိုတာလှုပ်ရမယ်လှုပ်ရမယ်ရှိလေသူလှုပ်တဲ့နာတွေပြင်ဆင်ပြီးတော့သဘောအလန်တိုင်းထိတ်ရှားတက်ပြီးတော့သူအင်အားရှိသလောက်ခုံလိုက်တာခလန်းလန်းကိုသွားကြ အဲ့ဒီကနေစပြီးတော့သူကူးတာအဲ့လိုကူးနေတဲ့အချိန်ဟာဘေးကလူတွေကတော့ပြောမယ်ဆိုနင့်ဘယ်ကူးနေတာလဲတောင်ဘက်ကြည့်လိုက်လည်းကမ်းမမြင်ဘူးရှေ့ဘက်ကြည့်လိုက်လည်းကမ်းမမြင်ဘူးအနောက်ဘက်ကြည့်လိုက်လည်းကမ်းမမြင်ဘူးကမ်းမမြင်မဲနဲ့ဘယ်ဘက်ကြည့်ကြည့်အရက်လေးမျက်နှာကမ်းဆိုတာလုံးဝမမြင်ရတဲ့နေရာကြီးကို ရောက်နိုင်မယ်လို့မျှော်လင့်ချက်ကိုရှိဖို့ရှိနိုင်ရဲ့လား ရှိဘူးအဲ့လိုမရှိတာကိုဘုရားလောင်းဟာ ပင်လယ်ထဲမှာကူးခတ်နေတာဟာတမန်ပုဂ္ဂိုလ်တွေကတော့တွေးလိုက်မယ်ဒါမိုက်မဲခြင်းလို့ပြောလိုက်မယ်ပေါ့ဘုရားလောင်းကအဲ့လိုမစင်စားဘူးတေမတ်တေရောလုံးတင်တာလုံးတေသွားတဲ့ထဲမှာနောက်ဆုံးမှာလက်မြောက်လို့အရှုံးပေးလိုက်လို့တေသွားတဲ့ပုဂ္ဂိုလ်တွေဟာ အာမထုတ်လို့တေရတယ်လို့ပြောရအောင် သူကတော့လှုပ်တဲ့နာလှုပ်သွားရင်သေပြောတယ်ပေါ့အတွေးချင်းကမတူဘူးနော်မဏိကလမေကလနာသမီးကကဲကန်ဒီမှာလာပြောတယ်လေဘာဖြစ်လို့ကူးနာလဲတဲ့ကမ်းမှာမမြင်နာကြီးအကျိုးမရှိဘူးလို့မတွက်ဘူးလားလို့ဆိုဟာမတွက်ဘူးတဲ့သူ့အနေနဲ့လှုပ်တဲ့နဲ့အလုပ်တစ်ခုလှုပ်တယ်လို့ပဲတွက်တယ် သူစွမ်းအားရှိသည်များတော့လုံမှာပဲတည်တဲ့ချိန်တည်ခြင်းတည်သွားပါစေစွမ်းအားရှိသည်များတော့သူလုံနေမှာပဲဘလောက်ကောင်းတဲ့စိတ်ဓာတ်လဲပေါ့ကြည့်သူကထောက်ပြတယ်ဂျန်တဲ့လူတွေသေးကုန်ပြီတဲ့ငါကူးနေတာမသေးဘူးတဲ့အခုနတ်သမီးဆိုတာလဲငါမြင်ဘူးရပြီတဲ့ဆိုဟောလို့ကူးခတ်ခြင်းရဲ့အကျိုးကျေးဇူးတွေရှိတယ်လို့ပြောတာနော်အေးဖះလောင်းနေရဲ့ဝီရိယဆိုတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရတစ်ခုပါပဲတဲ့ ကျွမ်းအားထုတ်မှုမရှိဘဲနဲ့လက်လျော့လိုက်တဲ့ပုံကိုယ်တွေကမြင့်မြတ်တဲ့ပုံကိုယ်လို့မဆိုနိုင်ဘူးပေါ့